င်နဲ့3ယောက်ပါသွားတယ်ဒါအဲသူတို့3ယောက်ကိုအစင်းလည်းမစစ်ဖ ೇನೆ တန်းပြီးတော့မှသူကကားပေါ်တင်းပြီးတော့မှအလိုခေါ်တော့ရတယ်ဒါဆိုင်ထဲထိခေါ်တော့တာအဲကြောင့်မလို့အန်တီတို့လည်းအဲ့လိုဖြစ်နေရတော့ဘူးသူတော်တော်များနေပြီနော်အဲကောင်တွေတော်တော်များနေပြီဟာသွားဟိုတခါမှမတွေ့ဘူးမကြုံဘူးဆိုတော့ကြားကြားချင်းမှပဲအန်တီကတော့3လေးရက်ကတော့သူမင်းလည်းမစားဘူးလည်းမတော်ဘူးတေးချင်တယ်ကိုပဲတေးချင်တယ်တေးဆိုပြီးတော့မှအဲ့လိုမျိုးစိတ်ကြီးဖြစ်သွားတော့ဘူးဘာမှကြောက်ဆက်ကြောင်းမရှိဘူးဆက်ပြောရှင်းလားရှင်းပါပြီပြတို့အဆောင်အဆောင်လေးပေးမယ်ဟာဒီအဆောင်လေးပေးလိုက်ကြတော့ ုရဲ့သားသမီးကျန်းကျန်းမမချင်းရတာလေးနဲ့အဲ့ဒီမှာရှင်နေလဲဝမ်းသာပါတယ်ပြန်လာမယ်ဆိုရင်မိစီပြန်လာပါလို့ပြောချင်ပါဒါကတော့တားဖြစ်သူအတင်းအာရမပေါ်တာဆွဲခံလိုက်ရတဲ့အကြောင်းအခင်ဖြစ်သူတူကပြောပြသွားတာပါဟုတ်ပါတယ်အခုတော့သူ့ရဲ့သားစစ်တပ်ထဲမှာဗားရီဂျုံတွေ့နေရလဲတကယ်တဲ့သူတို့မိသားစုရောဗားရီရင်ဆိုင်နေရလဲဆိုတာသိရဖို့ အဲ့အမျိုးသမီးကိုကျွန်တော် podcast မှာဖိတ်ခေါ်လာပါတယ်ကျွန်တော်ကတော့မြို့ပြပါအဲကျွန်တော်ကတော့ရင်းနိုင်ပါဒါနဲ့စကားမဆက်ပြအရင်တော့ကတော့ကျွန်တော်စင်မုံဆိုတဲ့နာမည်သုံးပြီးတော့အဲတီမင်းနှဖုံးနဲ့ပေါ့အဲဒီ season ကိုတင်ဆက်ခဲ့ဘူးပါအဲ့ဒီအချိန်တော့ကတော့ဗျာဒီမိသားစုကလည်းစစ်တပ်ထဲမှာရှိနေတဲ့အတွက်သူတို့လုံခြုံရေးကိုငှဲ့ပြီးတော့ဗျာအဲဒီလိုတင်ဆက်ခဲ့ရတာပါအခုတော့မိသားစုကအပြင်ပါကိုလည်းရောက်သွားပြီဆိုတော့ကျွန်တော်ဒီတိုင်းပဲလုတ်ထွက်ပြီးတော့တင်ဆက်ဖို့ဆုံးဖြတ်ခဲ့တာပါ ဟုတ်ပါတယ်ကျွန်တော်တို့ဒီအကြောင်းတွေလည်းအရှိရပေါက်ကက်ရှေ့ပိုင်းဒီမှာလည်းပြောခဲ့တာရှိပါတယ်ဟုတ်ပါတယ်အခုတော့ NDA အကြောင်းကျွန်တော်တို့မေးကြည့်အောင်ဗျာမင်္ဂလာပါ NDA မင်္ဂလာပါအားလုံးဒီအရင်ဆုံးတော့ NDA ရဲ့သားပေါ့လေအဲသူကဒီစစ်မှုထမ်းနဲ့ခေါ်ခံလိုက်ရတယ်ဆိုတော့ဘယ်လိုပုံစံနဲ့ခေါ်ခံရတာလဲအဲအရှင်နေလေးပြောပြပြပါ NDA အာဟုတ်ကဲ့ပါပြောပြမှာမသားရင် ဟိုသူကစစ်မှုထမ်းဟိုပတ်စင်ငါ60နဲ့ငါကြတဲ့ဒါသူကစစ်မှုထမ်းလည်းမတော်ရသေးဘူးဆိုတော့ဒီမှာမှကျတော့လေလုပ်ငန်းကငန်းတွေကအဆင်မပြေတဲ့ခါကျတော့အဲ့ဒီစားတော့ဆိုင်မှာသူကလုံဝင်လုံနေတာပါလုံဝင်လုံပြီးတဲ့ခါကျတော့ဒီဒီလိုဒီလိုပဲတဲ့အဲ့စင်းရင်စစ်မယ်ဆိုပြီးတော့မှသူကခေါ်ပြီးတော့မှ ပိုင်ချင်ရနေပြီးတော့မှမင်းတို့လာခဲအောင်အဲ့စင်းရင်စစ်မယ်ဆိုပြီးတော့မှခေါ်လိုက်တာတဲ့ခေါ်လိုက်တဲ့ခါကျတော့ပြန်ဝင်လာတဲ့အချိန်မှာသူတို့ကအဲ့စင်းရင်လည်းမစစ်ဖယ်နဲ့ ဒီတိုင်းပဲပြန်အဲ့လိုသူကားဝတင်ပြီးတော့ခေါ်သွားလိုက်တာတဲ့ဟုတ်သူပြောတဲ့အတိုင်းပဲကျမတို့လည်းတည်ရတာဗောနော်ဟုတ်ကဲ့ဗျာဟုတ်ကျွန်တော်တခုမရှင်းတာလေ तू ကအပတ်စဉ်65ဆိုတော့ဗျာဘာကိုပြောရှင်တာလဲဗျာအပတ်စဉ်6ကိုပြောရှင်တာလား9လားတခုခုဗောနော်မဟုတ်ဥတားရေဟိုပါစင်ဟို65မှာတူးလဲကြမှာပေါ့ဒီတိုင်းတင်းနေ3 4 5 50 60 60 80အဲ့လိုမှအဲ့လိုမျိုးပြောပြတာပေါ့နော်65ကျမ အိမ်တော်စည်းနိုင်အိမ်တော်စည်းစင်းနိုင်လေအဲ့လိုလိုက်ကောက်ပြီးတော့မှသူတို့ကအဲ့လိုတူသားသမီးကိုဒါသမီးအသက်စီးရင်အဲ့လိုမျိုးကောက်အောင်မယ်ဆိုတော့သူတို့လာကောက်သွားပြီးတော့မှကျမတို့ကမဲတွေပါတွေသွားနိုင်ထားတဲ့ချိန်ကျတော့ဥမာတချို့ကတိကျတယ်နှိကျတယ်ပေါ့တာရဲတိကျနှိကျတဲ့လူတွေကတော့တွားကြပေါ့ဟိုကျမတို့အန်တီအေးသားလေးကကျတော့65ဆိုတော့အဲအန်တီအေးတို့ကတော့ဝေးပါသေးတယ်ပေါ့နော်ဟုတ်ကဲ့အန်တီအေးပြောတာကိုကျွန်တော်နားလည်သလောက်ဆိုရင်တော့ဒါကဟိုရှေ့မှာလူအကြီးအတွက်ဖြစ်မယ်နော်လူကြီးအတွက်ဒီ65ယောက်မြောက်ကြမှာအန်တီအေးသားတွားမယ်ဆိုတဲ့ပုံစံဖြစ်မယ်ထင်တယ် အဲဟုတ်တယ်တိုင်းဟုတ်တယ်တိုင်းဒီသားလေးပဲအားကိုးရတာဆိုတော့ခူကလည်းမရှိတော့ဘူးဆိုတော့အန်ဒီကတူလာစာလေးလည်းမမြော်ရတော့ဘူးပေါ့နော်တူလာစာလေးလည်းအချိန်နေရလဲဘလို့စင်မကောင်းနေဘူးဆိုတော့စိတ်ရဲသားပါသွားတဲ့စိတ်ရဲနဲ့ဆိုတော့အခုအန်ဒီကလည်းဘုံဘုံလေးလို့ပြနေတယ်ဝန်သားရင်ဟုတ်ကဲ့စိတ်မကောင်းပါဘူးတိုင်းရဲ့တာဟိုအန်ဒီကကျတော့သူများလိုတောင်းတောင်းတင်းတင်းမဟုတ်ဘူးလေကျမကြီးမကောင်းတဲ့လူဆိုတော့ဒီတည်င်းကိုကြကြချင်းပေါ့အန်ဒီကဘလို့ဖြစ်သွားလဲ ဟိုမလဲသွားတာတမယ်ပဲမနေတောင့်ထားတဲ့ဘောသားရဲ့ဟောကိုကတခါမှမတွေ့ဘူးမကြုံဘူးဆိုတော့ကြားကြားချင်းမှာပဲအန်တီကတော့တုံးလေးရက်ကတော့သမင်းလည်းမစားဘူးလည်းမတော်ဘူးတည်ခြင်းနဲ့ကိုပဲတည်ခြင်းနဲ့တည်ဆိုပြီးတော့မှအဲ့လိုမျိုးစိတ်ကြီးဖြစ်သွားတော့ဘောဟုတ်ကဲ့အန်တီရဲ့သားကိုတို့ကဒါဟိုအဲဂျင်းစစ်တယ်ဆိုပြီးတော့ခေါ်သွားတယ်ဗောနော်အဲ့ဒါဘယ်မှာဖြစ်ခဲ့ရလဲဘယ်နေ့ရဖြစ်မလဲဗျအော်အုံးကျော်မှာဒါအုံးကျော်မှာနှစ်လပိုင်း6ရက်နေရတဲ့အန်တီအေးတို့အိမ်မှာလားဟိုစိုက်မှာပဲလားဗျ ိုင်ထဲမှာဝင်ခေါ်သွားတာဒါအဲချင်းစစ်မှာဆိုပြီးတော့မှဘသူပဲညာနဲ့ဆိုပြီးတော့ဆိုင်ထဲက၃ယောက်ပါသွားတယ်ဒါသူတို့၃ယောက်ကိုအစင်းလည်းမစစ်ဖ ೇನೆ တန်းပြီးတော့မှသူကကားပေါ်တင်းပြီးတော့မှအဲ့လိုခေါ်သွားတယ်ဒါဆိုင်ထဲကြီးခေါ်သွားတာအားကြောင့်မလို့အန်တီတို့လည်းအဲ့လိုဖြစ်နေရတော့ဗောနမဲကိုတက်ပြီးတော့ခေါ်ထုတ်သွားပါနော်ဟုတ်တယ်သူကဟိုဘိုင်လေးနဲ့လာတယ်ဘာညာဆိုပြီးတော့ပေါ့နော်အဲကြောင့်ကိုပိုင်ရှင်နေရာလဲအဲဒီကလေးတွေရတဲ့ဘိုင်လေးနေလဲပါလာတယ်နမဲတွေနဲ့လာတယ်ဆိုတော့တဲ့ အခုကဘလို့မှသူတို့ညှိနှိုင်းလို့မရဘူးလို့ပဲအဲ့လိုပြောနေတာဆိုတော့အန်ဒီကလည်းဘာမှကိုပြောချင်စိတ်တွေကိုမရှိတော့တာပါတာရဲ့ဟုတ်ကဲ့အန်ဒီဟုတ်ကဲ့အဲ့ဒီလာဖန်းတဲ့နေ့ကအဖြစ်ပြက်လေးအန်ဒီအေးတိတလောက်ပြောပြပေးပါလားသူတို့ဘလို့ပုံစံနဲ့သူတို့ဒီဆိုင်ကိုလာလဲနောက်ပြီးတော့ဘလို့မျိုးပုံစံနဲ့သူတို့ခေါ်သွားလဲပေါ့လေအသေးစိတ်လေးပြောပြပေးပါလားအန်ဒီဟိုအန်ဒီကတော့နေတာပြင်ဦးလေမှာဆိုတော့အဲ့ဒီကဟိုအန်ဒီတို့ဆင်းသွားတော့အဲ့ဒီပိုင်ရှင်တွေကပြောတာကတော့သူတို့က စားတွေ၃စီးနဲ့ဆိုလားမသိဘူးတဲ့ဆိုင်မှဟိုစားမလို့တောက်မလို့လို့နဲ့ပေါ့နော်အဲ့လိုမျိုးဝင်လာတာလို့ပြောတာအဲ့လိုမျိုးဝင်လာပြီးတော့မှခောက်ဆွဲကျော်ဆယ်ဘွဲလို့ပါဆယ်လို့ပြောတာတဲ့ပါဆယ်လို့ပြောပြီးတော့မှခောက်ဆွဲကျော်ကျော်တဲ့ကလေးတွေကကျော်နေရပေါ့နော်ရှေ့မှာထွက်တဲ့ကလေးတွေကလောက်ဆောင်နေတာဆိုတော့အဲ့နေရာမှာ စသားတွေလာပြီးဆိုပြီးတော့မှအဲ့အဲ့ကပိုင်ရှင်အဲ့ထဲကကောင်မတယောက်ကတူတူလေးတွေရောဒီကလေးတွေရောနောက်ထပ်ကိုဆွဲခေါ်သွားတာတဲ့နောက်ထပ်ကိုဆွဲခေါ်သွားတဲ့ခါကျတော့အဲ့နဲ့ပိုင်ရှင်ကိုမေးတော့ပိုင်ရှင်ကသွားတဲ့ခါကျတော့ဘယ်မှာလဲနာမည်ဒီနဲ့ခေါ်လိုက်တဲ့ခါကျတော့ပိုင်ရှင်ကနေပြီးတော့မှအဲကလေးတွေပြန်လာခဲ့ကြအောင်မို့တော့အော်အဲ့ဒီမှလည်းပိုင်ရှင်ကိုရခေါ်တာပဲဆိုပြီးတော့မှကလေးတွေကိုရှီတဲ့ကိုပြန်ခေါ်လာတာတဲ့ရှီတဲ့ကိုပြန်ခေါ်လာပြီးတဲ့ခါကျတော့မှအဲ့ကနေမှစင်းစစ်မှာရောအဲစင်းစစ်မှာထင်းနေဆိုပြီးတော့မှ သူတို့ကလာခေါ်တဲ့ခါကျတော့အဲ့နဲ့အစင်းလည်းမစစ်ဖဲနဲ့တူတူကဒီတိုင်းကားဖို့တင်းတင်းပြီးတော့ခေါ်သွားကြတာလေသူတို့ကတော့အဲ့လိုပဲပြောတာဘောနော်အန်တီတို့ကတော့မမြင်ရပါဘူးဟုတ်ကဲ့ဘဲတက်ကနေလာခေါ်သွားတယ်လို့ပြောလေသူတို့ကပြောတာတော့အဲ့ဆိုင်ပိုင်ချင်းကဒီနာအုံကျော်နီးတဝိုက်တရားတော့တဲ့အင်းမေးကြည့်တဲ့ခါကျတော့ तू ကလည်းဒီစစ်တပ်ကလည်းမဆွဲဘူးဟိုစစ်တပ်ကလည်းသူတို့မဟုတ်ဘူးလို့ပြောတာတဲ့ဒါဟိုအဝေးကနေပြီးတော့မှသူတို့အကားနေနဲ့လာခေါ်သွားလို့ပြောတာပဲတားရဲ तू ကအနီအေးရဲ့ဒါအနီအေးကိုဆက်သွဲတဲ့အချိန်မှာရောဘယ်လိုရောက်နေပြီလဲဗျာ သူ့ဖေကိုဆက်တဲ့ခါကျတော့ဖေးတယ်ဘာမှမပူနေဘောနော်အခုနန်းတွင်းထဲမှာသားတို့ရှိနေတယ်လို့လောလောဆယ်တော့စားလိုက်အိတ်လိုက်ပဲရှိသေးတယ်ဖေးလို့ပြောတာတဲ့ဒါပေမဲ့တဲ့သားလားစားလေးရတော့ဖေးတို့အမေကိုမပေးရဘူးဘောလို့အမေအဆင်ပြေရလားဘောနော်အေးသားတော့လောလောဆယ်အခုနန်းတွင်းထဲမှာရောက်နေတယ်လို့အဲ့လိုမျိုးပြောပြတာတဲ့မန္တလေးနန်းတွင်းလားအနီးရဲ့သားရောက်နေရလေဟုတ်တယ်သားဟုတ်တယ်မန္တလေးနန်းတွင်းထဲမှာတဲ့ဒီလက်ရှိအချိန်ထိပဲလား လက်ရှိချိန်ထိပဲဟုတ်တယ်သာဒီ25ရက်နေ့ကသာ25ရက်နေ့ကကျတော့73ရက်လည်းလာဖို့မ14ရက်လည်းလာဖို့မ15ရက်လည်းလာဖို့မနဲ့မလာတဲ့ခါကျတော့ကျမကလည်းဖုန်းလေးဆက်ရှင်တယ်ပေါ့နော်ဖုန်းကလည်းကိုယ်ကမကန်ရတော့မျိုးသားဖြစ်သူကိုပြောတာမျိုးသားဖြစ်သူကိုပြောတဲ့ခါကျတော့တော့မဆက်နဲ့တဲ့ပိုင်ရှင်တွေကလည်းဟိုသူတို့ကြိုးစားနေတယ်ပေါ့နော်မြင်သားပြန်လာမှာပါမင်းစိတ်မပူပါနဲ့ဆိုတော့အားနဲ့ကျမလည်းဖုန်းမဆက်ရလို့ဆိုစိတ်ဒုစရဖြစ်တော့ဒီ25ရက်နေ့ကကျတော့25ရက်နေ့ကကျမဖုန်းဆက်လိုက်တာပေါ့နော် ဟုတ်ကဲ့ဟုတ်တယ်ခါကျတော့အဲ့သူတို့လည်းစူးစမ်းနေပါတယ်တဲ့လက်ရှိအချိန်နေရတဲ့ဘလို့မအဆင်မပြေသေးဘူးတဲ့အခုဟုတ်ပုံးဖက်ကိုပို့လိုက်ပြီလို့ပြောတာတဲ့ဟုတ်ပုံးဖက်ရောက်သွားပြီလို့ပြောတဲ့ခါကျတော့အဲ့ကနေကျမအခုဒီတရက်နှစ်ရက်ပေါ့နော်ကိုကလည်းအဲ့လာနဲ့တဲထံဖြစ်နေတာပေါ့ဩလက်ရှိကအဲ့ဆိုရင်ဒီမန္တလေးနန်းတွင်းမှာမဟုတ်ဘဲနဲ့ဟုတ်ပုံးမျိုးစစ်တန်းတန်းကြောင်ပို့လိုက်တာပေါ့အဲ့လိုဘလို့တော့တော့တားရင်အန်တီလည်းမတီးဘူးနော်အန်တီကဘာမှမလုပ်နိုင်တဲ့လူဆိုတော့အဲ့ဒါသူဒီ25ရက်နေ့ညနေရကျတော့အန်တီက ဒီပိုင်ရှင်ကိုကျိုးချောင်းလေးပြီးခြင်းလို့ဆိုဖုံးဆက်တဲ့ခါကျတော့အဲ့နဲ့ပိုင်ရှင်လမ်းပြောတယ်သူတို့လည်းခုခံကြိုးစားနေပါတယ်တဲ့ဒါပေမဲ့အခုနန်းတန်းမှမရှိတော့ဘူးတဲ့ပောက်ကွဲမှုတွေများလို့ပေါ့နော်ဟုတ်ပုံးဖက်ကိုပို့လိုက်ပြီလို့ပြောတာတဲ့အဲ့နဲ့တန်ဒီယာလည်းအခုချိန်ထိမစားနိုင်မတော့နိုင်လေးဖြစ်နေမှာပေါ့တားရဲ့ဒီညီပါတယောက်နေနဲ့ကြတော့ကိုသားပြန်ပြီးတော့ဒီစစ်မှုထမ်းတွေကပြန်ပြီးလွတ်မြောက်ဖို့အတွက်ပေါ့ဘယ်လိုတွေကြိုးစားနေရရှိလဲ အဲ့လိုကတော့အန်ဒီရောကတော့လောလောဆယ်တော့မကြိုးစားဘူးပေါ့ဒါရဲ့အချိန်သားလေးအဲ့လိုမျိုးတကယ်တကယ်အထက်ကအဲ့လိုစိတ်မူတန်းတာတွေအဲ့လိုဖြစ်မယ်ဆိုရင်လည်းအန်ဒီရောကတော့ဒီလိုပဲကြည်နေရမှာပေါ့နော်ကုညီနိုင်တဲ့တော့ကိုကတော့ကုညီရမှာပေါ့လို့တင်းစားထားတာပေါ့နော်အမတ်စင်ကလည်းဝေးသေးတယ်ဆိုတော့ဒီကြားထဲကတော့ကိုသားကဘလိုလေးပညာလေးဆိုတော့ကြိုးစားနေတာပေါ့ဒါရဲ့ဟိုလိုတော့အတိအကျတော့မပြောနိုင်ဘူးပေါ့နော်ဟုတ်ကဲ့အနီးရှိမှပြောသွားရရှိရည်လीအနီးရဲ့သားကိုဒါ12ရက်နေ့ကျရင်ပြန်ပို့မယ်13ရက်နေ့ကျရင်ပြန်ပို့မယ်ဆိုပြီး ြောတယ်လို့ပြောတာ哦ဆိုတော့အဲ့ဒါရောဘယ်သူကပြောရလဲအနေနဲ့အဲ့ဒါသာဟိုသူတို့ဟိုဆိုင်ထဲကနေခေါ်သွားတဲ့အတွက်ဆိုင်ရှင်တွေကအားလုံးစင်ပြေအောင်လုပ်ပေးမယ်တဲ့တာဝန်ယူပေးမယ်တဲ့အဲ့လိုမရှိတော့ဝန်ထမ်းလေးတွေလာလောက်စားတာကိုလူဆိုင်တွေက၃ယောက်ပါသွားတဲ့အတွက်ကြောင့်မလို့သူကအစင်ပြောင်ကြည့်ရှင်းပေးမယ်လို့ပြောတာအဲ့ဒါကျမတို့ဟင်း၁၂ရက်နေလာမှ၁၇ရက်နေလာမှနဲ့သူကအဲ့ကနေပြီးတော့မှကျမတို့ဖုန်းဆက်တဲ့ခါကျတော့လမ်းပြောပေးတာပေါ့နော်သူအကုန်လုံးတာဝန်ယူတော့ဟိုကြည့်ပြီးတော့မှတူစူးစားနေတယ်ပေါ့နော် 哦，好嘅。အန်ဒီရဲ့ဒါရဲ့အသက်ကကြတော့ဘယ်လောက်ရှိပြီလဲ23ထက်ရောက်ပြီဒါ तू ကဟိုဟာ2400ရမွေးတာဒါ2400ဆိုတော့23ထက်ရောက်ပြီပေါ့ဟောဟုတ်ကဲ့အန်ဒီရဲ့ဒါကကြတော့လက်ရှိမှာမိသားစုကိုလှုပ်ကျွေးနေရလို့အန်ဒီပြောရလေဆိုတော့ဘယ်လိုပုံစံမျိုးလဲဗျဟုတ်ပါတယ်ဒါရဲ့အန်ဒီတို့ကအဲ့လိုပေါ့နော်တနေ့လှုပ်တနေ့စားပေါ့နော် तू ကတော့ तू ကပင်ပမာလည်းမလုံးနိုင်ဘူးဆိုတော့အဲ့လိုလားစားလေး အစားတော့သူကရန်ကုန်မှာနေတာပါဒါရန်ကုန်ကအဲ့စားတော့ဆိုင်မှာနေပြီးတော့မှရန်ကုန်မှာလည်းအခြေအနေမကောင်းဘူးလေဆိုင်နေဝင်းဆွဲတယ်ဗာညာနဲ့ဆိုတော့အန်နဲ့အန်တီကလည်းအဲ့တော့ဆိုရင်တားရဲ့ကိုယ်အိမ်မှာကိုပဲလာပြီးတော့လောက်ပါဆိုပြီးတော့မှအဲ့ကနေပြန်လာတာတားရဲ့ပြန်လာပြီးတော့အိမ်မှာပြန်လောက်ရတာဆိုတော့ပင်မန်းနယ်လေးသူကကိုရင်လူတွေလေးဆိုတော့ပြန်ပင်မန်းနယ်ဆိုတော့အာနဲ့တားရဲ့လို့ပင်မန်းမှာတည်းအေးလို့ဆိုင်လေးတစ်ဆိုင်လောက်တော့ဟွန်းပြောမှဖြစ်မှာလို့ဆိုတော့အာနဲ့အမျိုးသားရဲ့တငယ်ချင်းကနေပြီးတော့မှ အေးငါညီရတော့ဒီလိုလိုလိုပဲအောင်ကျော်မြေပြမှာလူလုံးနေတယ်ဆိုတော့အဲ့ကနေပြီးတော့မှသူကခေါ်ပြီးတော့မှအဲ့လိုမျိုးတွင်းပေးတာတားရင်အဲ့ကနေပြီးတော့မှကုမ၅လ၆လတဲ့ပဲရှိသေးတယ်ဆောင်လေးပေးမယ်ဟာဒီဆောင်လေးပေးလိုက်ကြတော့ကျွန်တော်တို့ NDA အကြောင်းပြောနေတာခဏနာပြီးတော့ဗျာ RFA ကိုစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ပေးပို့လာတဲ့အတိုလေးတွေဖတ်ပြရှင်မယ် Message ပါအပထမဆုံးစာတူကိုတော့ကိုမျိုးပြေပြောပြပေးပါဦး ုတ်ကဲ့ပြကျွန်တော်ရလာတဲ့စာကတော့ AR တိုင်း DDM မြို့နယ်တွေကရွာတွေမှာစစ်မှုရမ်းတက်ဆိုပြီးတော့တရွာကိုလူ20တောင်းခံနေရဆိုပြီးပြေပို့ထားပါပြီးတော့ချိုးရွာတွေမှာဆိုရင်လည်းစစ်မှုရမ်းအတွက်ပဲအတင်းကျပ်မဲနိုင်ရွေးချယ်နေရရှိတယ်လို့လည်းရေးသားထားပါတယ်ဟုတ်ပါတယ်ဗျအဲကျွန်တော်ရထားတဲ့စာတစ်စောင်လည်းရှိတယ်ဗျဒီမန္တလေးတိုင်းပြည်ဦးနယ်မြို့မှာဆိုရင်လည်းအဲဒီအပိုင်းလူငယ်တွေကိုခက်စိတ်စိတ်ဖမ်းဆီးလာရဲဆိုပြီးတော့ဒေတာခံတွေကပြေးပို့လာပါတယ်။ဒီအပိုင်းမှာဆိုရင်လူငယ်နေရာလောက်ကိုစစ်တပ်ကအတင်းအာရမပေါ်တာဆွဲသွားရဲဆိုပြီးတော့ ခံလိုက်ရတဲ့ဒီမီတာစုဝင်တွေကစတူပေးပို့လာပါတယ်။ဟုတ်ကဲ့ပြဒီလိုမျိုးစစ်မှုရဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို RFA ကိုရေးသားမျှဝေခြင်းနဲ့ဆိုရင်တော့ RFA ရဲ့ Facebook Messenger ပြင် Signal နဲ့ Viber နံပါတ်အပေါင်း1 2 3 9 2 3 9 4 2 1 8ကိုပြောင်းကြည့်ခြင်းနဲ့ပေးပို့လိုက်ရပါတယ်။ပေးပို့လာသူတွေရဲ့အမှန်နဲ့နေရာလေးစာကိုတော့ကျွန်တော်တို့လုံခြုံရေးရဖော်ပြမှာမဟုတ်ပါဘူး။ဟုတ်ကဲ့ပြအခုတော့ကျွန်တော်တို့အစီအစဉ်ကိုပြန်ဆက်လိုက်ရအောင်ဗျာ။ ရင်ဦးလင်ကြလည်း NEA တို့တည်တဲ့အတိုင်းပဲလေဒါစစ်တပ်ရဲ့မြို့လိုအောင်ပြောလိုက်ရတဲ့အနေထားကိုဆိုတော့ဒီလိုမျိုး NEA ရဲ့သားကိုပေါ်တာဆွဲတဲ့လိုမျိုးဖန်ဆီးတဲ့လိုမျိုးစစ်သားစုဆောင်ခံရမယ့်အခြေအနေမျိုးရော NEA တို့ကြိုပြီးတော့တွေးခဲ့မိတာရှိလားဗောတွေးလဲတွေးခဲ့မိပါမယ်သားရဲ့ကြောက်လဲကြောက်တာဘုန်းတော့ကိုသားသမီးဆိုတော့လေဟိုသားတို့လည်းတိမဘောလေးတော့မိခင်ဆိုတော့ဗာညာညာဘောဖြစ်တော့ဖြစ်စေချင်ဘူးဗောနော်ဒီ NEA တို့အနေနဲ့ပေါ့လေဒီကြားထဲမှာလဲဟိုကျွန်တော်တို့ဖန်တာစီးတာဒီပေါ်တာဆွဲတာတွေနောက်ပြီးတော့ဒီစင်းနဲ့ ပေါ်ွားတဲ့လူငယ်တွေဒါအမျိုးမျိုးပေါ့လေကျွန်တော်တို့ကြားနေရအန်ဒီအေရောဒီစစ်မှုထမ်းဥပဒေပေါ်မှာဘလို့တိထားလဲဘလို့မြင်ထားလဲအဲအန်ဒီကတော့တော့လောလောဆယ်တော့ဘာမှမတိထားဘူးအဲ့လိုတွေကြားတဲ့ဟာတွေနဲ့ပဲစိတ်မကောင်းပဲဖြစ်ရတာပါတားရဲ့အခုကျတော့ကိုသားလေးလက်တွေ့ပါသွားတယ်ဆိုတော့ခံစားရပါတယ်တားရဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့လေစစ်တပ်ကထုတ်ပြန်တဲ့အခါမှာတို့ကဒါတိုင်းမျိုးကာကွယ်နေရဆိုတာမျိုးနိုင်ငံသားတိုင်းစစ်မှုထမ်းဆောင်တင်တယ်ဆိုတာမျိုးပြောနေကြရှိရလေ အခုတော့အနီးရဲ့သားကိုတို့ကဒါဖန်စီပြီးတော့အတင်းအဓမ္မစစ်သားစုဆောင်းလိုက်ပြီဗျာဆိုတော့ဒီဘောအနီးအနေနဲ့ဘယ်လိုမြင်လဲဗျာအန်ဒီကတော့ဘယ်လိုမြင်လဲဆိုတော့အန်ဒီမြင်ပြောရမယ်ဆိုရင်တော့ဟိုအထက်ကမှနိုင်ငံတော်တာဝန်ကျလာတာမဖြစ်မနေသွားမယ်ဆိုရင်တော့ကိုသားသမီးတယောက်တည်းမဟုတ်ဘူးသွားမှာပဲဆိုတာတော့မြင်ပါတယ်နော်အခုကျတော့ကိုကမရှိစင်းရတာအနေနဲ့ကိုသားသမီးတို့ဒီလိုလေးဖြစ်သွားတယ်ဆိုတော့လည်းစိတ်မကောင်းဖြစ်ရပါတယ်တားရင်ကိုရဲ့သားလက်ရှိမှာစစ်သားတယောက်ဖြစ်သွားတဲ့အပေါ်မိဘတယောက်အနေနဲ့ဂုဏ်ယူမိလား မမှန်ကန်ကန်နဲ့ဟိုမဖြစ်မနေကိုတယောက်တည်းမဟုတ်ဘူးသွားလာမယ်ဆိုရင်တော့ကုံယူပါတယ်အန်ဒီလည်းဟုတ်တယ်မလားအခုလိုကြတော့ဟိုဟိုဟာဥပဒေမဲ့ကြီးလိုဖြစ်သွားလို့ဖြစ်တဲ့ခါကျတော့ခံစားရတာပေါ့တာရဲ့ဒီလက်ရှိမှာကောအဆက်တွေထက်ရသေးလားအန်ဒီသားနဲ့လीအခုမရတာကြားလာပြီတာရဲ့ဟိုအဲ့ဘယ်နည်းကဆယ်ရက်ဆက်တဲ့ရတော့ပဲရတယ်ဒါအခုမရလို့အန်ဒီကအဲ့ဒါဖုံးမဲမြော်နေတယ်တာရဲ့ဘာတွေများပြောဖြစ်လဲအဲ့နောက်ဆုံးအဆက်တွေရတဲ့အချိန်မှာလी အန်ဒီအဒီလောက်ပြောရလို့ရှိရင်တော့ဟိုဟိုအန်ဒီကဖုန်းလေးဆက်ချင်တယ်ဆိုတော့တားဆက်လာတယ်တဲ့ပြန်ဖုန်းနဲ့ဆက်လာရလဲဆိုတော့တဲ့အဲ့ဒီသူတို့သူတို့ထဲကပေါ့နော်အိတ်ဆရာတယောက်ရဲ့ဖုန်းနဲ့တဲ့ဖုန်းဆက်လာတာတဲ့ဖုန်းဆက်လာတဲ့ခါကျတော့အဖေနဲ့မေစိတ်မပူနဲ့ပေါ့နော်အမေကိုပဲကယူဆက်လိုက်ပါပေါ့နော်ဒါဟိုဘက်ကလည်းစီးရင်ပေါက်နေတယ်တဲ့ဆိုတော့တဲ့သူတို့ကညှိလို့လည်းညှိလို့မရဘူးအဖေပေါ့နော်အဲ့ကျတော့တကယ်လို့မှညှိလို့မရဘူးဆိုလို့ရှိရင်လည်းဟိုဒါကိုစိတ်မပူနဲ့ပေါ့နော် ဒါဒီမှာလဲကိုတယောက်တည်းမဟုတ်ဘူးပေါ့နော်အများကြီးပေါ့လူပေါင်း150 200လောက်ရှိတယ်လို့အဲ့လိုပြောတာတဲ့ဒါပေမဲ့ဒါအလုံးလုံးရှင်တာပဲတည်တယ်ပေါ့နော်ဒါအလုံးလုံးရှင်တယ်အမေကိုလည်းပတ်စံပေးခြင်းတယ်ပေါ့နော်အမေကိုလည်းပတ်စံမပေးရတော့ဒါဒါပဲစိတ်မကောင်းဖြစ်တာပေါ့အဲ့ကြတော့ဒါတော့ကိုမပူနဲ့ဖေးလို့ပြောတာတဲ့ဒါတယောက်တည်းမဟုတ်ဘူးလူပေါင်း150 200လောက်ရှိတယ်လို့အဲ့လိုပြောတာတဲ့အဲ့ဒါနဲ့အမျိုးသားဖြစ်သူကတော့ကျွန်မကအဲ့လိုမျိုးပြန်ပြောတာပေါ့နော်ဟုတ်ဟုတ်ကဲ့ အဲ့နေရာပဲအဲ့နေရာပဲဖုံးရပြီးတော့အဲ့ကနောက်ကိုကူဖုံးမရဘူးအမေကိုနေကောင်းနေလို့ပြောလိုက်ပေါ့နော်လောလောဆယ်တော့ဒါပတ်စံမပေးရလို့ပဲစိတ်မကောင်းဖြစ်တယ်လို့ပြောတာတဲ့အဲ့လိုပဲပေါ့ဟောဆိုတော့ပတ်စံဆိုလို့လေအန်ဒီစစ်တပ်ကတော့ကြီးညာရတယ်ဗျာဒီစစ်မှုရန်တသားတစ်တွေကိုသူတို့အနေနဲ့လာစားတွေခန်းစား권တွေဘယ်လိုပုံစံမျိုးနဲ့ပေးမယ်ဆိုပြီးတော့ကြီးညာရတယ်လीဆိုတော့အန်ဒီရဲ့သားရောလက်ရှိမှာလာစားတွေဘာတွေရောမရဘူးလားဗျာ အခုကဒါဒီခုမှဆိုတော့အခုလောလောဆယ်တော့အန်ဒီယာဘာမှရာတွေဦးနေတာဘာမှလည်းအန်ဒီယာလူတွေလည်းတွေးမထားပါဘူးပတ်စံထက်ကိုတားလေးပြန်လာဖို့လိုတယ်ဆိုပြီးတော့အဲ့လိုပဲအန်ဒီယာတော့ထည့်စဉ်းစားထားပါရောနော်ဟုတ်ကဲ့အန်ဒီအန်ဒီရဲ့ရင်ထဲမှာဘာတွေဖြစ်နေလဲဒီခင်တယောက်နေအန်ဒီရင်ထဲမှာတော့ပြောနိုင်တော့ဆရာရဲ့မိလို့ပဲပူလောင်နေရောဘယ်လိုမျိုးဖြစ်စေချင်လဲအန်ဒီအနေနဲ့ကတော့ဘောနော်ကိုတားလေးပြန်လာဖို့ပါပဲတားရင် ပြီးခင်တောင်နေနေဆိုတော့ဒါလေးပြန်လာမယ်စိတ်ချမ်းသာမယ်ဒါပါပဲအနည်းလေးကြားမိမှာပါနော်လက်ရှိတနိုင်ငံလုံးမှာဒါ PDF တွေဒါတခြားသောတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေနဲ့စစ်တပ်နေရတိုက်ပွဲတွေဖြစ်နေကြတာလေဆိုတော့ NEA ရဲ့သားကတော့ဒီတိုက်ပွဲတွေကြားထဲမှာစစ်တပ်ဘက်ကနေပြီးတော့ရောက်သွားခဲ့ပြီဗျာဆိုတော့အဲ့ဒီအပေါ်မိခင်တယောက်အနေနဲ့မစိုးရိမ်ဘူးလားဗျာစိုးရိမ်တော့ဘောသားရဲ့ဒါပေမဲ့ဘယ်တက်နိုင်မှာမို့လို့လဲပြောပြောရမှာပေါ့နော်ဘာလို့လဲကိုတယောက်တည်းမဟုတ်ဘူးတိုင်းနိုင်ငံလုံးတိုင်းတာနဲ့ဖြစ်နေတယ်ဆိုတော့လေအတီးတော့ဘာမှမပြောတတ်တော့ဘူးပေါ့နော် ဒီ NDA လို့နေတဲ့ပတ်ဝန်းကျင်မှာရောဒီစစ်မှုထမ်းတဲ့ပတ်သက်ပြီးတော့ဘလို့အခြေအနေရှိလဲသူတို့ဘလို့တွေခေါ်နေကြလဲစည်ရင်းတွေပါတယ်ကတော့ကောက်သွားပြီဒါဟုတ်တယ်စည်ရင်းတွေပါတယ်တကယ်တမ်းကျရင်တော့အမှန်တိုင်းပြောရင်တော့တားရဲ့ဥမာဥက္ကဋ္ဌမ90ကျရဲဆို90 90ကျရဲဆို90ပေါ့တားရဲ့မရှိတဲ့လူတွေကတော့ပေါင်ပေးတာတွေလှန်ပေးတာလေးတွေအဲ့လိုတော့ရှိတာပေါ့တားရဲ့အမှတ်စဉ်တည်းဆိုရင်လည်းသူတို့ငွေပေးလိုက်တာမျိုးပေါ့တားရဲ့အမှတ်စဉ်နှိမ့်ဆိုရင်လည်း သိန်း90ပေးလိုက်တာမျိုးပေါ့မှတ်စဉ်သုံးဆိုလို့ရှိရင်လည်းသိန်း90ပေးရတာမျိုး90ပေးရတာမျိုးပေါ့ဒါရဲ့အေးအဲ့လိုလေးတွေရှိတယ်။ဟိုလူတော့မထည့်ဘူးဒါငွေပေးရတာဒါ။အော်အနည်းပြောတဲ့ပမာဏတွေသိန်း90တွေသိန်း90တွေရကြတော့ဒီအုတ်ချွေမှုကတောင်းတာပဲလား။ဒါမှမဟုတ်ကိုယ့်ကိုယ်ပဲသွားပေးကြမျိုးလားဘယ်လိုပုံစံမျိုးလဲဗျ။ဟုတ်တယ်ဒါဥမာပေါ့အန်ဒီအသားကြတယ်ဆိုလို့ရှိရင် သိန်း90ပေးရင်ပေးပေါ့နော်သိန်း90ပေးရင်ပေးသိန်း60ပေးရင်ပေးပေါ့နော်အဲ့ဆိုဘလောက်ဘလောက်ဆိုလို့ရှိရင်အန်တီကလည်းအဲ့လိုမျိုးခြာကြံပေးရမယ်ပေါ့အဲ့လိုမျိုးမပေးနိုင်ရင်တော့အဲ့လိုလူထည့်ရုံပေါ့သားရဲ့အဲ့လိုမျိုးပေါ့ကိုသားသမီးဆိုတော့လေဘယ်သူမှလည်းမထည့်ကျင်တော့အဲ့လိုတချို့ကတော့ရှိတဲ့လူတွေကတော့ရောင်းချပေးတာပေါ့သားရဲ့မရှိတဲ့လူတွေကတော့ဘာသာပေးမှာတော့ဘာမှပေးစရာမရှိဘူးပေါ့လေအန်တီတို့လိုတင်းတင်းလုံးမတင်းစားကြတော့လေဘာသာချာပေးမှုသေးစရာအိမ်လေးရောင်းပေးရုံပဲပေါ့ဟုတ်ကဲ့ရဟုတ်အန်ဒီအေးလို့ကိုဒီပတ်စံပေါ့လေဒီဒီစမှုထမ်းတဲ့ဟို ်င်းတို့သားတွေကိုမထဲရှင်ဘူးဆိုရင်ငါတို့ဘလောက်ပေးအဲ့လိုမျိုးပြောရလားဘလိုမျိုးပြောလဲအဲဟုတ်တယ်သားဟုတ်တယ်အဲ့လိုပေါ့နော်အဲ့လိုပထမတစ်တီနှစ်တီသုံးနေတော့တော့တားရ350တဲ့အခုဒီနေ့ကကြတော့နော်အဲ့အိမ်သားလေးကဟိုဦးဦးလေးရဲ့သားကြတာကြတော့တား350 85ပေးရတယ်တဲ့သူတို့အဲ့ရှိတဲ့လောက်စားနေတဲ့ခြံလေးပေါင်ပေးလိုက်တာလို့ပြောတာပဲပေါ့နော်ဟောဒီသူတို့ကောက်တဲ့ပတ်စံကဟိုအုတ်ချုပ်ရေးမူပဲယူရလားသူတို့ နောက်ဆက်တွဲဒီပတ်စံတွေကိုဘယ်လိုပြန်ပြီးတော့သုံးလဲဆိုတာဘယ်လိုကြားမိတာလဲအဲ့လိုတော့မကြားဘူးဒါအဲ့လိုပဲအုပ်ချုပ်ရေးမှုကိုသွားပေးလိုက်ရတာတဲ့85တိန်းနဲ့အဲ့လိုပြောတာဟာတဲ့အုပ်ချုပ်ရေးမှုက85တိန်းတော့တောင်းတာတဲ့ဆိုတော့အဲ့နဲ့သူတို့ကသွားပေးတယ်လို့အန်တီကလည်းအန်တီကလည်းသိစစစစလည်းမရှိဘူးဒါရဲ့ကိုရင်လေးတည်းမှာကိုကိုကျမလေးနဲ့ကိုနေဖို့တော့အဲ့လိုလာလေတဲ့လူတွေပါတယ်ကပြောတာပေါ့နင်အခုကျတော့အန်တီတင်ငယ်ကျနင်သားလေးကဘလို့ရှိနေရှိတော့ဘလို့တော့အဲ့လိုလာမေးတဲ့လူတွေလာမေးကြတော့ဒါရဲ့ဟိုကလာမေးလိုက်ဒီကလာမေးလိုက်ပေါ့နော် 哦ဟုတ်ကဲ့အန်အေကျွန်တော်တခုသိချင်တာကြတော့လေအန်အေရဲ့ဒါလက်ရှိမှာဟိုပုံးကိုရောက်သွားပြီလို့ပြောတယ်လေအဲ့ဒါကဟိုပုံးရဲ့ဘယ်တက်မှာလဲဗျဒါအဲ့လိုကတော့အန်တီကလာမေးတော့တက်တယ်လေဘာမှတည်ဘူးဒါတို့ဘယ်တက်ကလို့လည်းမသိဘူးဆိုတော့အနန်းတွန်းထဲမှာရှိတယ်အခုဟိုပုံးရောက်သွားတယ်လို့အဲ့လိုလေးပဲ25ရက်နေ့ကတည်ရတာဩ25ရက်နေ့ဟုတ်ဟုတ်ဖေဖော်ဝါရီလပေါ့ဟုတ်အဲ့တော့ဒီဖြစ်ရကြီးမတိုင်ခင်ကပေါ့အန်အေရဲ့အန်အေအနေနဲ့ဒီစစ်တက်ပေါ်ဘယ်လိုမြင်လဲ ပြီးတော့ကိုသားအခုလိုမျိုးအတရားမှစစ်သားစုဆောင်ခံရပြီးတဲ့နောက်မှာရောစစ်တပ်ဘောဘယ်လိုမြင်လဲမြင်နေပါလိပြောင်းသွားတာမျိုးရှိလားအဲ့လိုကတော့မရှိပါဘူးတားရဲ့ဘာဖြစ်လဲဆိုတော့နိုင်ငံတော်အောက်ချုပ်နေတာဆိုတော့ဟိုအန်တီတို့ကတော့ဘယ်လိုပြောမလဲတော့ဟိုစစ်တပ်ကိုလည်းမုံဘူးတကယ်တမ်းကြားလို့ရှိရင်အောက်လက်ငယ်သားတွေကတော့သူကလက်ကွက်တင်နဲ့လောက်နေရလေဒါတကယ်တကယ်အစ်မှန်ကြရင်တော့အန်တီတို့ကတော့လက်ခံရမှာပေါ့ဟုတ်တယ်မလားဆိုတော့ NEA လက်ရှိမှာပေါ့နော်အဖြစ်ချင်းဆုံးဆန္ဒကဘာလဲဆိုရင် NEA ဘာပြောမလဲ အတိသားလေးပြန်လာဖို့ပါတာရင်စိတ်မူတန်းလေးလည်းလုံးမြောင်ဟိုသားလေးလည်းပြန်လာမယ်ဆိုရင်တော့ဒီကတော့ပျော်ဆုံးပါတာရင်အန်ဒီအနေနဲ့အန်ဒီသားအသာပြန်ရောက်လာမယ်ဆိုရောအန်ဒီတို့အနေနဲ့ဘယ်လိုပုံစံနဲ့ဆက်ပြီးတော့ဟိုရှင်သန်သွားကြမလဲပေါ့သားလေးရလို့လဲပြန်လာမယ်ဆိုရင်တော့အေးပေါ့လေသူ့အလောက်ကိုင်းလေးနဲ့ဗာလေးနဲ့ဆိုတော့မိသားစုလေးကတော့စားဖို့နေရတော့အဆင်ပြေသွားမှာပေါ့သားရင်အန်ဒီရဲ့သားလက်ရှိကစစ်တပ်နဲ့တက်နေရပြီပေါ့ဗျာ အနောက်ပိုင်းဒီစစ်တနန်းပြီးွားလို့ရှင်တော့တို့စစ်မြေပြင်ပို့ခံရမှာပဲဒီအရှင်နေထီကောအနေဘာတွေကိုတွေးထားမိလဲဒီကတော့ဘာမှမတွေးထားဘူးအန်ဒီကတော့အဲ့အဲ့လိုတောင်းတောင်းခံနိုင်မှမလားလို့ပဲစဉ်းစားမိတယ်အနီးရဲ့သားသာရှေ့တန်းကိုပို့ခံလိုက်ရပြီဆိုရင် အနီးအနေနဲ့သူ့ကိုဘာမှမလဲအန်ဒီကတော့မှာကျင်တော့ရမှာမဟုတ်ဘူးသားအနီးသားကကျွန်တော်တို့ဒီ podcast ကိုနားထောင်နေမယ်ဆိုရင်အန်ဒီဒီကနေဘာများပြောရှင်လဲသားအတွက်လीအ သာမေးစီကိုမြန်ပြန်လာလို့ပဲပြောချင်တာပေါ့ကိုရသာသမီကျန်းကျန်းမှမချင်းချမ်းတားလေးနဲ့အဲ့ဒီမှာရှင်နေလဲဝမ်းသာပါလေပြန်လာမယ်ဆိုရင်လည်းမေးစီပြန်လာပါလို့ပြောချင်ပါလေသူလည်းမေချောင်းကိုတီးတယ်ဆိုတော့အမေဆောင်နေရလို့ပဲပြောပေးပါဟုတ်ကဲ့။သူကဟိုထဲမှာရောက်လာတော့မှအမေကိုပတ်စံမပေးရလို့ပဲသူကအဲ့အိုင်းနဲ့ပြီးနေတာ ตัวไม่ได้ในเก้าวันนี้แต่ตาแต่ไม่รู้ปัญหาเป็นยังไงแต่ตัวสิมาเก้าวันพอเลยแต่ตาบอกหนูจะนั่งมาบูเน่บอกตาในเก้าวันนี้บอกหนูในเก้าวันนี้บอกตัวเบี้ยละตัวอะไรไม่ได้ยี่ลูกยามันพอบูเน่แล้วไม่รู้เบี้ยเบี้ยยี่ลูกยามันพอบูเน่ไม่ได้ในเก้าวันนี้แต่ไม่รู้ปัญหาเป็นยังไงแต่ตาแต่สิมาเก้าวันบูเน่ตาหนูไม่เบี้ยละบอกโอเคป่ะนี่ okay, wow, nee. ကျွန်တော်တို့ရဲ့အစီအစဉ်မှာပါဝင်ပြီးတော့ဖြေကြားပေးတဲ့အတွက်လည်း NA ကိုကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါဘာဟုတ်ကဲ့။ဒါတော့လည်းကျေးဇူးတင်ပါတယ်။ဒီလိုလည်းတန်းလည်းကူညီပေးပါလို့လည်းတောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့အဲ့ဒါဟုတ်ကဲ့ပါ ਸਾਂਲੇ ਵੀ ਮੈਂ ਹਾਰੇ ਸਾਂਲੇ ਵੀ ਬਿਲੇ ਗਿਆ ਤੋ ਦੀ ਦਿਬਤ ਮਾ ਰੋ ਦਿਲਾਉ ਨੇ ਬੇ ਯਨਾ ਬਿਆ ਦੀ နောက်ပတ်ဒီမှာလည်းစစ်မှုရန်ဥပဒေရဲ့တက်ရောက်မှုတွေပြင်ဒီတက်ရောက်မှုတွေကိုဘယ်လိုမျိုးမြန်မာပြည်သူတွေကြော်လွားနေကြလဲဆိုတာကိုတင်ဆက်ပေးသွားမှာပါဟုတ်ပါတယ်ဗျဒီအစီအစဉ်ကိုကြည့်ရှုနေကြတဲ့ RFA ဖိတ်တက်တွေပါဝင်မြန်မာပြည်သူပေါင်းကိုရောစိတ်ပါကြမ်းမပေးတင်ကြပါစေခင်ဗျာ